ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်မြင်းငလင်ကြီးကြောင့်အများဆုံးထိခိုက်ခဲ့သည့်ဒေသ၄ခု၏ထိခိုက်ဆုံးရှုံးမှုများကိုမြို့သားညီညွတ်ရေးအစိုးရထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် ဧပြီလ6ရက်နေ့အထိကောက်ယူရရှိသောစည်းမျာအရစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာတွင်အင်အားခွန်တသမခွန်ဖြင့်လှုပ်ခတ်ခဲ့သည့်မြင်းကလေးကြီးကြောင့်အများဆုံးထိခိုက်ခဲ့သည့်ဒေသ၄ခု၏ထိခိုက်ဆုံးရှုံးမှုများကိုအမျိုးသားညီညွတ်ရေးအစိုးရမှထုတ်ပြန်ထားပါသည်နေပြည်တော်ကောင်စီအတွင်းတေဆုံးသူ488ဦးဒဏ်ရာရသူ835ဦး ပျောက်ဆုံးသူ12ဦးနှင့်ဘေးသင့်သူ3,3803ဦးရှိပြီးနေအိမ်9600လုံး၊ဘာသာရေးအဆောက်အုံ1124ခု၊စာတင်ကျောင်း380ကျောင်းနှင့်ခြေကံအဆောက်အုံ2548ခုထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းအတွင်းသေဆုံးသူ1808ဦး၊ဒဏ်ရာရသူ654ဦး၊ပျောက်ဆုံးသူ205ဦးနှင့်ဘေးသင့်သူ224958ဦးရှိပြီးနေအိမ်18639လုံး၊ဘာသာရေးအဆောက်အုံ3 3388ခုစာတင်ကြောင်း128ကြောင်းနဲ့အခြေခံအဆောက်အုံ1539ခုထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။သကိုင်းတိုင်းအတွင်းသေဆုံးသူ693ဦးဒဏ်ရာရသူ890ဦးပျောက်ဆုံးသူ2ဦးနဲ့ဘေးသင့်သူ42862ဦးရှိပြီးနေအိမ်4945လုံးဘာသာရေးအဆောက်အုံ400ခုစာတင်ကြောင်း40ကြောင်းနဲ့အခြေခံအဆောက်အုံ905ခုထိခိုက်ပျက်စီးခဲ့ပါဗျ။ ပဲဂိုတိုင်းအတွင်းတေဆုံးသူ68ဦးဒဏ်ရာရသူ234ဦးနှင့်ဘေးသင့်သူ25,499ဦးရှိပြီးနေအိမ်465လုံးဘာသာရေးအဆောက်အအုံ19ခုစာတင်ကျောင်း5ကျောင်းနှင့်အခြေခံအဆောက်အအုံ12ခုထိခိုက်ပျက်စီးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒုတိယသတင်းနေဖြင့်စစ်ကောင်စီကြောင့်ပြည်သူများခံစားနေမှုများအပြင်ငလင်တန်းကြောင့်ထတ်တိုးခံစားရတဲ့ပြည်သူတွေအတွက်150ကျိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံသို့မဖြစ်ဖြစ်အောင်လာတက်ရောက်နေတာဖြစ်တယ်လို့ဒေါက်တာဝင်းမြတ်အေးဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ စစ်ကောင်စီကြောင့်ပြည်သူများခံစားနေမှုများအပြင်ငလင်တန်းကြောင့်ထတ်တိုးခံစားရတဲ့ပြည်သူတွေအတွက်150ကျိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံသို့မဖြစ်ဖြစ်အောင်လာတက်ရောက်နေတာဖြစ်တယ်လို့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေးကပြည်သူတို့တင်ပြခဲ့ပါတယ်ကျွန်တော်နိုင်ငံတကာပါလီမန်များညီလာခံကို146ကျိန်မြောက်ကလေးကတက်ရောက်ခဲ့တာဖြစ်ပြီးတော့ တက်ရောက်တိုင်းမှာလဲနိုင်ငံတကာပါလီမန်များညီလာခံကအသိမှတ်ပြုပြီးတော့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ CRPH ကိုနိုင်ငံတကာပါလီမန်တွေကနေပြီးတော့မြန်မာနိုင်ငံရဲ့တရားဝင်လွတ်တော်အနေနဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်။ဒါကြောင့်လဲကျွန်တော်တို့ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီးတော့ဒီမှာဆွေးနွေးညှိနှိုင်းဖို့အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲနိုင်ငံတကာပါလီမန်များညီလာခံကိုကျေးဇူးတင်ပါတယ်လို့ဝန်ကြီးကဆိုပါတယ်။ထို့အပြင် ကျွန်တော်တက်ရောက်ခဲ့တဲ့အချိန်တိုင်းမှာပြည်သူတွေရဲ့ဒုက္ခတွေလူအခွင့်အရေးချိုးဖောက်ခံရမှုတွေပြည်သူတွေအတွက်လိုအပ်ချက်တွေဒါတွေအတွက်နိုင်ငံတကာကသိအောင်အတက်နိုင်ဆုံးစ조사ခဲ့ပါတယ်ဒီတစ်ခေါက်ကတော့ပို့ပြီးတော့ထူးခြားတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဟာဒုက္ခတွေခံစားနေရတဲ့ကြားကနောက်ထပ်ဒုက္ခတစ်ခုထပ်ဆင့်လာတာဖြစ်ပါတယ်ဒါဟာမကြခင်ကဖြစ်ပွားခဲ့တဲ့ကြီးမားတဲ့ငလင်တံကိုခံရတာဖြစ်ပါတယ်လို့အတိပေးတင်ပြထားပါတယ် ဒီလိုကြီးမားပြင်းထန်တဲ့တဘာဝဘေးကြီးဖြစ်လာတဲ့အခါမှာပြည်သူတွေရဲ့ဒုက္ခဟာတော်တော်ကိုဆိုးရွားတဲ့အခြေအနေကိုရောက်ရှိသွားတာဖြစ်ပါတယ်။ဒီလိုအခြေအနေနိုင်ငံတကာကပိုပြီးအာရုံစိုက်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုနည်းနဲ့ပြည်သူလူထုကိုကယ်ဆယ်ရမလဲဆိုတဲ့ကိစ္စကိုဆွေးနွေးဖို့လိုပါတယ်။ဒါကြောင့်လဲဒီညီလာခံကိုမဖြစ်ဖြစ်အောင်လာပြီးတော့တက်ရောက်တာဖြစ်ပါတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ဆလဘီ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီနှင့်ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီနှင့်ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေးလေးမြင်းဆောင်2025ကိုဧပြီလ6ရက်နေ့မနက်10:00နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ဂျာကာလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအတွင်းရေးမှူးအဖွဲ့ဝင်လျှက်စစ်နှင့်စွန့်ရင်ဝန်ကြီးဌာနတွဲဘက်အတွင်းဝင်မှအဖွဲ့မှစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ထို့နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနှင့်ပတ်သက်၍သိရှိလိုသည့်များကိုဆွေးနွေးခဲ့ကြရာ ဝင်းကြီးဌာနအသီးသီးဤတာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲသို့အမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဘက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ရန်ကုန်တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကိုနေ့လယ်12နာရီအချိန်တွင်ရပ်နားခဲ့ပါတယ်ခင်ဗျာ။ဆလဘီမြန်မာနိုင်ငံသို့ငလင်ဘေးအတွက်လာရောက်ကူညီနေသည့် USA ဝန်ထမ်း3ဦးအလုထောက်ခံရတဲ့သတင်းကိုတင်ပြပေးပါမယ်။ ငလင်ဘေးဒဏ်တင်အရှိတောင်အာရှနိုင်ငံစီဆေလွတ်ခံရတဲ့ဝန်ထမ်း၃ယောက်ဟာအခုသတင်းပတ်ကုံကြမှသူတို့တွေအလုထုတ်ခံရတော့မှာဖြစ်တယ်ဆိုတဲ့အတိပေးအကြောင်းကြားမှုကိုရရှိခဲ့တာဖြစ်တယ်လို့ USA ရဲ့အရာရှိဟောင်းတစ်ယောက်ဖြစ်သူမာစီယာဝေါင်ကပြောကြားကြောင်း The New York Times သတင်းမှာဖော်ပြထားပါတယ်။သူတို့၃ယောက်ထဲကတစ်ယောက်ဟာ Washington DC မြို့တော်ကနေထွက်ခွာလာတာဖြစ်ပြီးကျန်တဲ့၂ယောက်ကတော့ Manila နဲ့ Bangkok မြို့ကထွက်ခွာလာကြသူတွေဖြစ်ကာလက်ရှိ Manila ကိုရောက်ရှိနေတယ်လို့သိရပါတယ်။ အမေရိကန်ရဲ့သမ္မတသစ်ဒေါ်နယ်ထရန့်လက်အောက်မှာ USA ကိုဖျက်သိမ်းဖို့လှုံ့ဆော်နေပြီးဝန်ထမ်းအရေအတွက်အများပြားကို ထုတ်ပယ်ဖို့လည်းပြင်ဆင်လျက်ရှိပြီး USA ရဲ့ project စုစုပေါင်း84ရာခိုင်နှုန်းကိုဖျက်တောက်လျှော့ချထားတယ်လို့သိရပါဗျ။ထုတ်ပယ်ခံလိုက်ရတဲ့ဝန်ထမ်း၃ယောက်ဟာလူသားချင်းစာနာမှုအထောက်ပံ့တွေရရှိနိုင်ရေးအတွက်ကြိုးကြိုးစားစားနဲ့အာယုံဆိုင်လှုံ့ဆော်ခဲ့သူတွေလို့လည်းဆိုပါတယ်ခင်ဗျာ။ဆက်လက်ပြီး ငလင်အတွက်ကုညီကယ်ဆယ်ရေးလှုပ်ဆောင်မှုမြည်သည့်အဖွဲ့မဆိုတီးခြားလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့အကြံဖတ်ဒုစစ်ကောင်းဆောင်စိုးဝင်းပြောဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မရှလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ဘေးကယ်ဆယ်ရေးလုံမြင့်မြည်သည့်အဖွဲ့မစိုးတီးခြားလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီးစစ်ကောင်စီနှင့်ပူးတွဲဆောင်ရွက်မှ ခွင့်ပြုမယ်လို့အကြံဖက်တူးစစ်ကောင်းဆောင်စိုးဝင်းကစစ်ကောင်စီအထူးအစည်းအဝေးတွင် ပြောဆိုခဲ့ပါတယ်။ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်မြည်သည့်အဖွဲ့အစည်းမစိုးတီးခြားလွတ်လပ်စွာရက်တီ၍ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့အစည်းများဖြစ်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးမည်ဖြစ်သည် ကိုမူဝါဒတရက်အနေဖြင့်ဆောင်ရွက်သွားရန်လိုကြောင်းတိုင်းဒေသကြီးနှင့်ပြည်내ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာသည့်ကုညီကယ်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်းပြောဆိုထားပါသည်အနာသိန်းစစ်ကောင်စီဟာနိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့ငလင်တန်တဲ့ဒေတာတွေမှာတွားရောက်မြေပြင်သတင်းရယူခွင့်တွေကိုလည်းကန့်သတ်ထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်စကိုင်းမြို့နယ်အရေးပေါ်ငလင်ကယ်ဆယ်ရေးကော်မတီမှပြိုကျနေအိမ်28လုံးအတွက်ကျန်းငွေ80လေးသိန်းထောက်ပံ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဧပြီလ6ရက်နေ့မနေ့အစောပိုင်းတွင်သခိုင်းတိုင်းသခိုင်းမြို့နယ်ရှိကျေးရွာတရွာမှငလင်ဘေးဒဏ်သင်၍နေအိမ်ပြိုကျခဲ့သောပြည်သူများအားသခိုင်းမြို့နယ်အရေးပေါ်ငလင်ကယ်ဆယ်ရေးကော်မတီမှထောက်ပံ့ခြင်းပေးခဲ့ကြောင်းသိရပါသည်။နေအိမ်ပြိုကျခဲ့တဲ့တအိမ်တောင်လင်ငွေကျပ်3သိန်းစီဖြင့်နေအိမ်28လုံးအတွက်စုစုပေါင်းငွေကျပ်84သိန်းကျပ်အားထောက်ပံ့ပေးခဲ့တယ်လို့သိရပါသည်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Carshell ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။